ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေရဲ့ရွေးကောက်ပွဲအတွက်အသုံးစိတ်တိုးမြင့်ပြင်ဆင်လိုက်တာဟာအင်အားကြီးပါတီတွေအတွက်သာဖြစ်ပြီးပါတီငယ်တွေအတွက်တည်ရောက်မှုရှိမှာမဟုတ်သလိုရွေးကောက်ပွဲဆိုင်ရာနေဥပဒေတွေကိုလိုသလိုပြင်ဆင်ပြောင်းလဲနေတာဖြစ်ကြောင်းဝင်ရောက်ရှေ့ပြိုင်မဲ့ပါတီကိုယ်စားလှယ်လောင်းတွေနဲ့ဆောင်းကြီးလစ်လာသူတွေကပြောပါရယ်ဝေဝေသတင်းပေးပို့ထားပါရယ်ရှင်ကောင်စီရောစာခန်းယူကောက်ပွဲကော်မရှင်ကနေယူကောက်ပွဲဝင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေရဲ့ အသုံးစိတ်တွေတိုးမြင့်ပြင်ဆင်လိုက်တာဟာအင်အားပါတီအတွက်တာတယောက်မှုရှိမှာဖြစ်ပြီးပါတီငယ်တွေအတွက်ကတယောက်မှမဟုတ်ကြောင်းနဲ့တရားဝင်မဲဆွဲစည်းရုံးရေးကာလရပ်ပိုင်းအလိုမှာတော့ရွေးကောက်ပွဲဆိုင်ရာနေဥပဒေတွေကိုလိုအပ်တယ်လို့ပြင်ဆင်နေတာဖြစ်တယ်လို့ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီကိုယ်စားလှယ်လောင်းတွေနဲ့စောင့်ကြည့်လေ့လာသူတွေကပြောပါတယ်ရွေးကောက်ပွဲဆိုင်ရာသုံးစိတ်တွေကိုရွေးကောက်ပွဲကော်မရှင်ကပြင်ဆင်တိုးမြှင့်လိုက်ပေမဲ့ငွေကြေးအများအပြားမသုံးဆွဲနိုင်လို့ ပါတီပုံရိပ်ကိုသာအာကိုစီယုံရမှာဖြစ်ကြောင်းပြည်သူပါတီရဲ့ပြည်သူလွတ်တော်ကိုစလဲလောင်းအနေနဲ့ကောက်မှုမျိုးနယ်ကနေဝင်ရောက်ရှင်ပြိုင်မဲ့ဥမာကီကပြောပါတယ်ကျွန်တော်ပါတီဒီနေ့ကတကယ်ဝီဒီနောက်ကနေအင်အားကြီးမှောင်းရတဲ့ဒီကောင်လာရဲ့ပါတီမုန်တဲ့ခါကျတော့ရှိတဲ့ကုမှုလေးကိုပြင်းပြပြီးတော့ ရွှေဒါပြီးတုံးနေရတာဆိုတော့မှပြန်မာလုံလုံးတယောက်ကိုတုံးနိုင်လို့ရှိရင်30 60တော့တော့မပိုးတော့ဘူးတချို့ကအဲ့လိုတော့တုံးနိုင်မှာမဟုတ်ဘူးကျွန်တော်ဘာတွေတော့ဘာမှပေဟုံမရှိပါဘူးခုနငွေကြေးရင်းကကြီးမားတဲ့ဘာတွေတွေတော့ကတော့သူတို့ပုံမှုတုံးတော့ခွင့်ရမယ်သူတို့ပုံမှုပြီးတော့စီအောင်လုပ်တော့ခွင့်ရမယ်သူတို့ပုံတော့တယောက်ကတော့တယောက်နိုင်ပါလေဟိုလူဒီများထင်ရှားအောင်လုပ်နိုင်တာရဲ့အတူဆိုလို့ရှိရင်ငွေကုန်ကြီးကြပ်ခံနေကြတော့ပုံကြီးလူတခြားဖြစ်နေတာပေါ့နော်ကျွန်တော်နေနာတော့ ကိုအားလေးနဲ့ပဲကိုပြည်သူပါတီဆိုတဲ့အားလေးနဲ့အာကိုပုံကြီးကိုမြင့်တင်ပြီးတော့ကြာမှာပေါ့ပြင်ဆင်လိုက်တဲ့နိုင်ငံရေးပါတီများမပုံတင်ခြင်းနေဥပဒေများ27ပါနေဥပဒေရရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ရမယ်ပါတီအသီးသီးကကိုယ်စားလှယ်လောင်းတွေအနေနဲ့ရွေးကောက်ပွဲအသုံးစရဖြစ်ငွေကျပ်350အစား300တိုင်းသားလူမျိုးကိုယ်စားလှယ်လောင်းတွေအနေနဲ့ငွေကျပ်300အစားကျပ်300ကိုသုံးစွဲခွင့်ပြုထားမှာလည်းဖြစ်ပါတယ် ကျွန်တော်တို့ဒီရွေးကောက်ဝယ်ဒီကျင်းပမယ်ဆိုလို့ရှိရင်ဥပဒေလေးဆိုတာဒီရွေးကောက်ဝယ်မကျင်းပခင်လာပေါင်းများစွာကလေးကအစင်းနေဖြစ်နေရတဲ့ကိစ္စပေါ့နော်အခုကရွေးကောက်ဝယ်ကျင်ညာမှဥပဒေလေးထွက်လာတယ်အဲဥပဒေရှင်မှာလည်းစနစ်ပြောင်းလဲအများကြီးဟိုမှာထည့်သွင်းထားတယ်ဆိုတော့အခုလိုမျိုးပဲဒီပေါ့နော်နောက်မှလိုက်ပြီးတော့မှဥပဒေပြောင်းလဲဒီအမေ့ကျင်ညာစာတွေထပ်ထုတ်ရတာဒီလိုမျိုးအပြောင်းလဲတွေများတာပေါ့နော်ဒါလည်းရွေးကောက်ဝယ်ပထမဆုံးလို့ပြောလို့ရတယ်ပေါ့နော် ရေကောက်ဝင်တဲ့ပတ်သက်လို့ရှင်တော့အေဘူပြင်းစင်ပြင်းပြင်းစင်စင်နဲ့အစီမံခန့်ဝေးတာမျိုးထပ်လိုရင်းလိုလိုဟိုအမိန်တွေထုတ်ချင်တာတည်းထုတ်လိုရင်းလိုလိုပြောင်းလဲတာမျိုးတွေကတော့ပိုပြီးတော့များနေလို့မြင်ရပါတယ်လို့ရေကောက်ပွဲအုံစိတ်တွေတိုးမြင့်ပြင်ဆင်ချက်ကိုတော့တရားဝင်စည်းလုံးလှုပ်ဆောင်ရမယ်အော်တိုဘာလ28ရက်မတိုင်ခင်တရက်အလိုအော်တိုဘာ26ရက်နေ့နေ့ဆွဲနဲ့ UEC က29ရက်နေ့ထုတ်ဝါရပြန့်သတင်းစာတွေမှာထည့်ကြေညာခဲ့တာဖြစ်ပါတယ်။ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကုန်ကြစိတ်တွေကိုတက်မရက်အတွင်းသက်ဆိုင်ရာရွေးကောက်ပွဲအဖွဲ့အခွဲတွေမှာပြန်လည်တင်သွင်းရမှာဖြစ်ပြီးတက်မရက်အတွင်းမတင်သွင်းနိုင်ရင်ခုံဖွဲ့ဖွဲ့စစ်ဆေးကအရေးချင်းပြည့်ဝင်သူတွေဖြစ်လဲကြီးညာခံရမှာဖြစ်ပါတယ်။ကျွန်မဝေပါ။